ားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ video editor နာနာရီပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးသွားမယ့်အကြောင်းအရာကတော့ကျွန်တော် Blackmagic Stretcher နဲ့ဒီ Sony camera ကိုတွဲပြီးတော့ကျွန်တော် OBS နဲ့ Facebook မှာ live video လွှင့်ရမယ်ဆိုတာကိုကျွန်တော် step by step ပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဖက်တာလေးရတော့ကျွန်တော် camera နဲ့ပတ်စံနဲ့တွဲတဲ့ကြိုးလေးပေါ့နော်နောက်တစ်ခုတော့ဒါကကျွန်တော်တို့အဲကွန်ပျူတာရဲ့ကျွန်တော်ဒီ Stretcher နဲ့ပြောလို့ရအောင်ဒီလိုပါနော်ပြောလို့ရချိုးလေးပေါ့ ဲ့โอเคအဲ့ဒါကျွန်တော်တို့အဲဒါလေးကတော့ကျွန်တော် HTML output လို့ကျွန်တော်ဒီမှာထိုးလိုက်မယ်။ဒါကတော့အဲ HTML ကျွန်တော်ရဲ့ HTML ကိုကျွန်တော်ကျွန်တော်တစ်ချက်ထိုးလိုက်မှာဖြစ်ပါတယ်။ပြတ်ထိုးပြီးသားလို့ဆိုရင်ကျွန်တော်ဒါကတော့ HTML upload ဖြစ်ပါတယ်အဲနောက်ပြီးတော့ဒါဒီဘက်ကကျွန်တော်ကင်မရာရဲ့ HTML ဂျိုးလေးဖြစ်ပါတယ်နော် တော့ကင်မရာဟိုတွဲမဲ့ဒီလိုပဲဒါအပေါ်ကတော့ကျွန်တော်တို့ charging ကျအောက်ကတော့ကျွန်တော်တို့ကင်မရာ output တဲ့ HDMI portal ဖြစ်ပါတယ်အဲအဲ့ဒါလေးကိုကျွန်တော်ပြလိုက်မယ်နော်အဲအဲ့ဒါလိုထိုးပြထားပြီဆိုရင်အဲဒါကတော့ကျွန်တော် switcher ရဲ့ power ကျိုးလေးပေါ့နော် power ကျိုးလေးကိုကျွန်တော် extension မှာရထိုးလိုက်ပြီဒါလိုလေးဆင်ပြီးတော့ပြီကင်မရာလေးကျွန်တော်အားလုံးဆင်ပြီးတော့ပြီနော် ါလေကကျတော့ပိုရမှတ်နေပဲဖြစ်ပါတယ်ဝီယမ်မလီကိုကျွန်တော်ဒီ structure ရဲ့ my polymer တစ်ခုလိုက်ပြီးပေါ့နော်ဒီ my polymer ထိုးပြီးသွားပြီဆိုရင်ကျွန်တော်ဒီဒါလေးရဲ့ on top ပြမှုတော့ပြပါရနော်ဒါကင်မရာရဲ့ authorization ပေးပါအော်ပြီးသွားပြီဆိုရင်ကျွန်တော် computer ရဲ့ OBS တစ်ချက်ထားမှာပေါ့နော် ကဲဥပရေရောက်ပြီဆိုရင်နိုင်ကျွန်တော်တို့ဒါဗီဒီယိုကက်ပချာနဲ့တွဲနေတာဆိုကွန်ပျူတာတစ်ပိုက်ကိုချက်နေလိုက်မယ်။ကဲနေပြီးသွားပြီဆိုရင်ကျွန်တော်တို့ကင်မရာဆိုရင်ကင်မရာပေါ့နော်။အဲကြတဲ့ကိုချက်တာရေးလို့ရပါတယ်။ကျွန်တော်တို့ဒီ Sony ကင်မရာလို့ပဲကျွန်တော်ရေးလိုက်ပါမယ်ပေါ့နော်။ဒီကျွန်တော် Sony ကင်မရာရှိလိုက်ပြီဆိုရင်ဒါကတော့ကျွန်တော်တို့ laptop နဲ့ထွက်တဲ့ကင်မရာလေးပေါ့နော်။အဲကျွန်တော်တို့ကဒီ Blackmagic Structure နဲ့ထွက်တဲ့အားလေးလိုချင်တာဆိုတော့ Blackmagic Structure ကိုကျွန်တော်ချက်ရေးလိုက်မယ်ပေါ့နော်။ ေရွေးပြီးသွားပြီဆိုရင်ဒီလိုလေးပေါ်လာပြီ Hello မင်္ဂလာပါအဲ Okay ဒီလိုလေးပေါ်လာပြီဆိုရင် Okay ဝတ်ချက်နေပါတော့ဒီလိုလေးပေါ်သွားပြီဆိုတော့ကျွန်တော်တို့ကအဲဒါ Sonic Camera လေးပေါ်လာပြီပေါ့နော်အဲနောက်တစ်ခုကကျွန်တော်တို့က Mine တွေမှာဖြစ်ပေါ်တဲ့ Audio Capture လေးကိုယူမယ်အဲအဲ့ဒီမှာကျွန်တော်တို့က Mic ဒီ page နဲ့နာမည်ပေးလိုက်ဆိုရင်အဲပေးပြီးသွားပြီအဲ့လိုပေးပြီးသွားပြီဆိုရင်ကျွန်တော်တို့ black magic sign ဒီကျွန်တော်တို့ search ထားတဲ့ဟာပဲလိုချင်တာဆိုတော့ black magic ကိုရွှေ့ပြီးတော့ okay နည်းနည်းပေါ့နော် okay နည်းနည်းပြီးပြီဒါဆိုကျွန်တော်တန်းလုံးရက်တက်ပြီ okay နောက်တစ်ခုကကျွန်တော်တို့ဒီအခုရဲ့ logo လေးလေးထည့်ခြင်းနဲ့လည်းနည်းနည်းခါမှာဆိုရင်အဲ logo လေးတွားပြီးတော့ထည့်လိုက်မယ်ထည့်ခြင်းမယ်ပေါ့နော် ိုလေးကိုကာမင်လိုကိုလေးကိုကျွန်တော်ထည့်ပြီးတော့ကျပ်သွားပြီဒါဆိုရင် okay နေတယ်မနော်အဲ okay နေပြီတော့ပြီဆိုတာနဲ့အဲတော့ဒီလိုကြီးဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့အဲကင်မရာဘောင်းလေးကိုထည့်တယ်မှာဖြစ်ပဲကျွန်တော်တို့အဲ rack နဲ့နှိပ်ပြီးတော့ transform transform နဲ့အနေနဲ့ fit to circuit ကိုနှိမ့်လိုက်မယ်ဆိုရင်အဲကျွန်တော်တို့ circuit မှာပေါ်သွားပြီပေါ့နော်ကျွန်တော် circuit ရဲ့ဒီဘက်တောင်းလေးမှာကျွန်တော်တို့ထားချင်တာဖြစ်တဲ့တော့အဲဒီတောင်းလေးကနေကျွန်တော်တို့ကာဝေးလိုကိုလေးကိုဟိုးတောင်းလေးမှာလပ်ပို့လိုက်မယ်ဆိုရင်ဒါလာလေးနဲ့အချိန်မှာ ီလိုကိုလေးပါစနေပေါ့နော်အားကြောင့်ကျွန်တော်ဒီကြောင်လေးမှတ်ထားမယ်မယ်ထားပြီးသားပြီဆိုရင်ကျွန်တော် Facebook landing တို့အတွက် setting ကိုချုပ်မယ်။အဲ setting တွေမှာဆိုရင်ကျွန်တော် strength ဆိုရဲစာလေးရှိရဲအဲ့ဒါလေးတစ်ချက်နေမယ်။အဲအပေါ်မှာစာပါအောက်က strength key လေးပေါ့နော်။အဲအဲ့ဒီလိုကြတော့ကျွန်တော်ဒီ Facebook နဲ့ check ဖို့ရတော့ကျွန်တော်တို့ဒီ Facebook ထဲဝင်မယ်။ပြီးရင် goal light ထဲဝင်မယ်။အဲ goal light ထဲပြီးမှ ကလတ်တယ်ဝင်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့က shrinky နဲ့ဘာနဲ့တွေ့မှာလဲ software နဲ့တွေ့မှာလားကျွန်တော်တို့ကကန်တယ်မှာလဲကျွန်တော်က streaming software တင်ကျွန်တော် OBS နဲ့ script မှာဆိုတော့ကျွန်တော် streaming software တွေရှင်းလိုက်မယ်အဲအဲ့မှာဆိုရင်ကျွန်တော်တို့ကအဲကျွန်တော်တို့ server URL ရှိမယ်ကျွန်တော်တို့ shrinky ရှိမှာပေါ့နောက်ကိုရှိမှာเนาะအဲကျွန်တော်တို့ဒီ OBS ထဲမှာလဲ server ရှိရဲကျွန်တော် shrinky ရှိရဲပေါ့เนาะအဲအဲ့ဆိုတော့ကျွန်တော်တို့ကဒီ ျွန်တော်တို့ Facebook က server ကိုကျွန်တော်ဒီမှာ paste တော့ video လုပ်မှာပေါ့နော်အားကြောင့်မလို့ကျွန်တော်တို့ Facebook ကရှိရတာကို copy လုပ်မယ် copy လုပ်ပြီးရနဲ့ကျွန်တော် OBS ထဲကိုတွားပြီးတော့ paste လုပ်ရမှာဖြစ်ပါတယ်အဲ paste copy အဲ့ဒါပြည့်ပြီးသွားပြီဆိုတော့လည်းကျွန်တော်တို့ကနောက်တစ်ခုက string view ကိုတွားပြီးတော့ဒီမှာဖြစ်ပါတယ် okay string ကို copy လုပ်မယ် copy လုပ်ပြီးတွားရတဲ့ဒီမှာကျွန်တော် paste ပြန်ချမှာပေါ့နော်ဖြစ်ဖြစ်လာမယ်ဖြစ်ပြီးတော့ကျွန်တော်တို့ paste ပြန်လုပ်မယ် okay base okay the page top job ဆိုရတယ်เนาะ apply လုပ်ချင်နေပါမယ် branding fee ဆိုရတယ် okay အဲဒါဆိုရင်ကျွန်တော်တို့အတော်တော်လေး admin mode ပြည့်စုံနေပြဖြစ်ပါတယ်အဲဒါအဲအဆိုရင်ကျွန်တော်တို့ next sun ကြည့်ပဲပေါ့နော် โอเคအဲ့ဆိုကျွန်တော် Facebook မှာတစ်ချက်တွားမယ်ဒါပြီးရဆို Dropy Dropy နဲ့ကျွန်တော်တို့ကပါပဲအခုကကျွန်တော် assignment မှာဖြစ်တဲ့အတွက်ကျွန်တော် public room နဲ့ပဲနဲ့ကျွန်တော် only နေ assignment ရှိမှာဖြစ်ပါတယ်ကိုကဟို public နဲ့နှုတ်ချင်နေဆိုရင်ကျွန်တော် public room နဲ့ပြီးတော့ထိုင်နေလို့ရပါတယ်အဲကျွန်တော် only meeting နဲ့ဖြစ်တော့ only meeting နေပါမယ် okay only meeting ပြီးတော့ Dropy ဆိုတာနဲ့ကျွန်တော်တို့အဲစပြီးတော့ string ကြည့်မယ်ပေါ့နော် okay โอเคဒါဆိုရင်ကျွန်တော်တို့စပြီးတော့ string ရရပါပြီ subscribe ရကျွန်တော် Facebook ကိုချက်သွားမယ်ချက်သွားပြီဆိုတာနဲ့အမ်ဒန်ဒီရီပေါ်သွားပြီပေါ့နော်ဒေတာဒီရီပေါ်သွားပြီဆိုရင်ကျွန်တော်ကဒါတဲ့ discussion ကျွန်တော်ကကျွန်တော်တို့ဒီ like sana ဆိုတော့ကျွန်တော် test ပို့ပဲတချက် ရေးထားလိုက်မယ်เนาะအခုမှတော့ဒါကိုချက်တဲ့ဟာလေးကိုအဲကို broaden လိုက်မယ်စာလေးတွေရောရှိပေါ့เนาะ Okay ဒါပြီးသွားပြီဆိုရင်ကျွန်တော်တို့ကအဲဒီလိုပြည့်စုံသွားပြီ Okay သွားပြီဆိုရင်ဒါလည်းကျွန်တော်တို့ပြည့်စုံသွားပြီเนาะအဲဆိုရင် and ဒီလိုလည်းကျွန်တော် title name ကိုတော့အပူကြပြီဆိုတော့ကျွန်တော်တို့ကို like ပြီးတော့ and like service ကိုလည်းကြပါပြီခင်ဗျာ Okay ကျွန်တော်စာလွှင့်ကြည့်ပါမယ် နာလေးတော့ဆောင်ပြရအောင်နော်โอเคအဲဒါဆိုရင်ကျွန်တော်တို့အဲ live စနေပြီပေါ့နော်โอเคဒါ live စနေပြီအဲကိုတခြားအာဒုက္ခလေးထည့်ကျင်တာလားပုံလေးထည့်ကျင်တာလားကျွန်တော်ဒူဝါသက်လေးထည့်ကျင်နေဆိုရင်လည်းကျွန်တော်ထည့်လို့ရပါတယ်အပေးကကျွန်တော်အပေါင်းလက်ခဏဒီမှာနေပြီးတော့ဒီနေ့ဟာလေးလည်းထည့်လို့ရတယ်အဲဥမာကျွန်တော် mic ကိုပြင်နေပေါ့နော် mic အတန်ကြီးရလား mic တူးနေရလားဆိုရင်လည်းကျွန်တော်တက်ပြပြရပါတယ် အဲကျွန်တော်ကင်မရာဖိတာရည်တော့ချိန်မယ်ဆိုရင်ကျွန်တော်ဖိတာရည်မှာဝင်ပြီးတခြားအဲပေါ်ဖိုကမှာပေါ်ချရှာလာကလာလာပလာအားလေးကျွန်တော်တို့ပြပြီးတော့ချိန်ယူနိုင်ရပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီအတန်နေရရင်အတူရဲဆိုရင်လည်းကျွန်တော်မိုက်မှာထွက်ပြီးတော့ဖိတာရည်မှာကျွန်တော်ဂိမ်းကြီးတော့တင်လာလို့ကျွန်တော်ကျွန်တော်ဂိမ်းတော့တင်ပြီးတော့လုပ်လို့ရပါတယ်ပါကျွန်တော်ဒီနေ့ပြောပြပေးပြီးအကြောင်းအရာလေးကတော့အဲကျွန်တော်ဒီ Blamage Structure ရဲ့ကင်မရာရဲ့အဲပေါင်းပြီးတော့ကျွန်တော်ဒီ obvious နဲ့ facebook မှာ live လွှင့်အောင်ကျွန်တော်ပြပြပေးသွားတာဖြစ်ပါတယ်ခင်ဗျာအဲအကယ်၍ကျွန်တော်တို့ machine learning ရှိရင်ကျွန်တော်ရဲ့ဒီ command line မှာလည်းတခြားတော့ပြပြပေးကြရအောင်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်